တခုတည်းသောစူပလောင်းမြောင်းလင်းချက်အတွက်ဘင်းအောင်ဖောင်ဖျက်ရမယ် United ပရိသတ်များလုံးမဲမိလာပါဗျာ Red TV Information ကနေပြန်လည်ကြိုဆိုလိုက်ပါရင်အရာဒီ United အသင်းရဲ့တခုတည်းသောစူပလောင်းမြောင်းလင်းချက်ဖြစ်တဲ့ရောပါလီပွဲစဉ်ကိုဂျာရီနီညမှာရှင်မြန်ကစားသွားတော့မှာဖြစ်ပါရင် United အသင်းအားဒီအားဒီပြည်တွင်းပလောင်းပြိုင်ပွဲတွေနဲ့ပြည်တွင်းလိပြိုင်ပွဲတွေမှာရလဒ်မကောင်းတက်ပေမဲ့ရောပါလီပြိုင်ပွဲမှာတော့ကြားရတာဝန်ကိုခြေပုံအောင်ထမ်းဆောင်ပြီးတော့ semi final အဆင့်အထိကိုတန်လန်းလာခဲ့ပြီဖြစ်ပါရင် တဲနီနေအောင်စမီဖိုင်နယ်အဆင့်ကိုထိုက်ထိုက်တန်တန်တက်ရောက်လာနိုင်ခဲ့တယ်လို့သတ်မှတ်နိုင်ပြီးတော့အုပ်စုဆင့်ပွဲအဆင့်တွေမှာတော့အသင်းငယ်တွေနဲ့တွေ့ဆုံခဲ့ပေမယ့်ရှုံးထွက်အဆင့်ကိုရောက်လာချိန်မှာတော့အရှင်ဝါရှိရဲ့ဥရောပအင်အားကြီးအသင်းတွေနဲ့သာရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာစပိန်ကလပ်ဆိုစီဒက်အသင်းနဲ့စတင်တွေ့ဆုံခဲ့ရသလိုဆိုစီဒက်ကိုလည်းနှစ်ကျော်ပေါင်းရလဲ9ခု9ခုနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဆိုစီဒက်အသင်းကိုကြော်ဖြတ်ပြီးတဲ့နောက်မှာလည်းပြင်သစ်ထေဒီကလပ်လိုင်ယွန်အသင်းနဲ့ကွာတာဖိုင်နယ်မှာတွေ့ဆုံခဲ့ပြန်ပါတယ်။လိုင်ယွန်အသင်းနဲ့ပထမကျောပွဲအဆင့်ရှင်ပြိုင်ကစားချိန်ပြင်သစ်မြေမှာတူးတူးနဲ့အယူမှုဖြစ်ခဲ့ရပါတယ်။ လိုင်အောင်တင်းကတော့လီဂူဝမ်ပြိုင်ပွဲမှာလူရှင်တော်ဖြစ်နေပေမယ့်ဥရောပပြိုင်ပွဲမှာအတွေ့အကြုံရှိတဲ့အသင်းဖြစ်တာမို့ယူနိုက်တက်တို့ကိုကောင်းကောင်းကြီးအခက်တွေ့စေခဲ့ပါတယ်။ဒုတိယအကြိမ်ပွဲစဉ်မှာလည်း Old Trafford မှာကစားခဲ့ရပေမယ့်လိုင်အောင်ကကမ်းပတ်သွားလို့ယူနိုက်တက်တို့ရှုံးပြီလို့ထင်ရတဲ့အချိန်မှာပြန်ပြီး surprise တိုက်သွားခဲ့တာပါ။တနည်းပြောရင်တည်နေနေဟာဒီဟာလေးဥရောပပြိုင်ပွဲမှာတပွဲမှမရှုံးသေးပေမယ့်ရှုံးပွဲမရှိတဲ့တင်းတဲ့သောအသင်းဖြစ်မမမမရက်တည်နေပါတယ်။တဲနီနေနဲ့ဒီအားဒီမှာအတင်းအတင်းကွဲနေတာလားထင်မဲ့ရပြီးတော့ဥရောပပွဲတွေကဲမဲ့အတင်းနဲ့ပြည်တွင်းလိကံမဲ့အတင်းဆိုပြီးနှစ်တင်းဖြစ်နေတယ်လို့ဆိုရပါမယ် နောက်ဆုံးကစားခဲ့တဲ့ပွဲအစဉ်မှာဘုံမောက်တို့ကြောင့်ကုန်းကောင်းဆရာမရှိတော့မယ့်အခြေအနေကနေအသားပြုတဲ့အလကားလူဝိုင်လန်ကကယ်လို့အချက်ပြင်းပြမကွဲခဲ့ရတာပါဒီဟာဒီမှာနီးပြသေးဖြစ်တဲ့ MRI အတွက်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာနေပြီးတော့ကစားသမားတွေအနေနဲ့လမ်းရှောင်ရင်တော့တယောက်ပြီးတယောက်တန်းရရကုန်တာပါလက်ရှိတန်းရအစင်းမှာလည်းအကောင်းတကအကောင်းဆုံးနေပဲရှိနေပြီးတော့မာတီနဲ့ဒီလေးအာမတ်တို့ဘာဝင်နေပါတယ်တားပြည့်တဲ့အာမတ်လေးကတော့လက်ရှိမှာလေးချင်းအစီအစဉ်တွေပြုလုပ်နေပြီလို့သတင်းထွက်နေပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမှမချီတုံးကြီးစံစီနဲ့ဒါလာတို့တန်းရပြဿနာတွေထပ်မံခန်းစားခဲ့ရပါတယ်စမီပိုင်နဲ့အစင်မှာ United တို့နဲ့တွဲဆောင်နေတဲ့ဘေးဘာတို့ကတော့ ဒီဟာဒီမှာ United အသင်းထံအောင်ချင်းနေဖို့ကောင်းနေပါတယ်။ La Liga မှာလည်းအဆင့်လေးနေရာမှာရပ်တည်နေသလိုနောက်ရာဒီမှာလည်း Champions League ဝင်ခွင့်ရယူသွားနိုင်ပါတယ်။ Real Madrid လိုအသင်းမျိုးကတော့တကောတဲ့နဲ့ကဲရှုံးခဲ့တဲ့ဘီဘာတို့ဟာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Las Palmas အသင်းကို1-0နဲ့ပြန်လည်အနိုင်ယူထားပါတယ်။အထူးဖြင့်ဘီဘာအသင်းရဲ့နောက်တန်းကတော်လီကိုကြီးလေးမှာကြောပါတယ်။နောက်ဆုံးကစားခဲ့ရတဲ့ပွဲစဉ်ဆယ်ပွဲမှာ ပြန်သားတဲ့အနေနဲ့ကန်ဆယ်ပိုင်းကလေးကိုသာခွင့်ပြုပေးထားရပါတယ်။ဒါကြောင့် United အသင်းရဲ့တိုက်ဆက်မှုတွေအနေနဲ့ဘီဘောင်နဲ့အတွေ့မှာအတော်လေးရုန်းကန်သွားနိုင်ပါတယ်။လက်ရှိ United အသင်းလုံးမှာတိုက်ဆက်မှုဆိုတော့ Wildland တယောက်ထဲသာရှိလာတာကြောင့်အခက်မတင်တော့ဒိမန်သာနာသွားခဲ့ရင်300တိုက်ဆက်မှုရှိမှာမဟုတ်တော့ပါဘူး။ဒီသင်းဟာအဓိကပြိုင်ပွဲတွေမှာနှစ်ကြိမ်တွေ့ဆုံထားပြီးနှစ်ကြိမ်စလုံးကိုဘီဘောင်အသင်းကသာအနိုင်ယူထားတာဖြစ်ပါတယ်။ Ferguson ဒီပြားစင်း2012ခုနှစ်က Champions League မှာတွေ့ဆုံခဲ့တာဖြစ်ပြီး United ကနှစ်ပွဲစလုံးကိုရှုံးပေးထားရပါတယ်။ semi-final ပထမကြော်ပွဲအဆင့်ကိုတော့ဂျာမနီနေ့ည3:30မိနစ်ဒီပါအသင်းရဲ့အင်ကွန်းမှာရှင်မြန်ကစားသွားရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလာပါမယ်နောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ